ဒီလောက်၄နှစ်တဲ့သဘာဝတရားတွေကိုခေါ်လို့ရှိရင်ခေါင်းစည်းတစ်ခုတည်းနဲ့အမတန်ရှင်လျားတဲ့ဒေသနာကြီးကိုခေါ်ဖို့ဆိုတာလူပြေမှာမဖြစ်နိုင်ဘူးလူတွေကဣရိယာပုတ်တစ်ခုတည်းနဲ့ဘုန်းကြီးတို့လောကလူသားတွေဟာဟုတ်လားတနေကုန်ထိုင်ဖို့ဆိုတော်တော်ခက်ပဲเนาะမှန်ပါပါဘုရားသုံးလတိတိထိုင်ဖို့ဆိုတာတော့မဖြစ်နိုင်ဘူးမှန်ပါပါ တဏှာကြီးနှစ်နိုင်လောက်ထိုင်နိုင်မယ်ညောင်းကုန်ပြီလေအဘိဓမ္မာတရားကခေါင်းစည်းတစ်ခုတည်းအောက်မှာ အမတန်ရှည်လျားတဲ့တရားကြီးပဋ္ဌာန်းတရားဟောအားမှာဆိုလို့ရှိရင်အချိန်အားဖြင့်၃လလောက်အချိန်ယူရနိုင်မယ်အဲဒီ၃လလောက်အချိန်ယူရမယ့်တရားမြတ်စွာဘုရားခொနည်းနဲ့ဆင်ခြင်စဉ်းစားထားတဲ့တရားဟာအတိုင်းအတာမရှိတော့အလွန်ကျယ်ဝန်းတယ် ဒီတရားကိုလူပြည်မှာဟောလို့မဖြစ်ဘူး။ဘာဖြစ်လို့တော့လူတွေကကြာရှည်စွာထိုင်ပြီးတော့တရားဆုံးအောင်မနာနိုင်ဘူးတဲ့။ဘုရားတရားဟောနေတစ်နာရီနှစ်နာရီလေးငါးနာရီလောက်ဆိုထပြေးကုန်ကြမှာရှိမှာမဟုတ်တော့ဘူး။နော်။မထိုင်နိုင်ဘူးလေ။အဲ့ဒါကြောင့်မလို့ပြီးတော့မှတရားလူပြည်မဟောဘူး။ပထမဆုံးဓမ္မစကြာတရားပဲဟောတယ်။နောက်အနန္တလက္ခဏာသုတ်တန်တွေပဲဟောတယ်။ နောက်ဆုံးခုနှစ်ဝါမြောက်တဲ့အခါကျတော့ပြီးတော့မှတရားဟောဖို့ချိန်ကြပါဘုရားဖြစ်ပြီးတဲ့နောက်မှာခုနှစ်ဝါမြောက်မှပြီးတော့မှတရားကိုဟောဝါဇဟုကာလမှာယေမိအစုံတကိုးပြာရိဟာကိုပြယေမိအစုံတကိုးပြာရိဟာလို့ဆိုတာအလုံးကြားပါကြားဘူးကြပါလိမ့်မယ်ထုမချနာတခြင်းကြီးကြားဘူးကြမှာပေါ့နော် မမာရီကတော့ပြောတယ်မင်းပြောနေတာထူးမခြားနာပါကွာထူးမခြားနာထူးမခြားနာဆိုတာထူးတယ်ဒါပေမဲ့တစ်ခုနဲ့တစ်ခုအချိန်ချင်းမကွာခြားဘူးလို့ဒီလိုအဓိပ္ပာယ်ရပါဗျာမြတ်စွာဘုရားကရေနဲ့မီးဆိုတာအမှန်တန်ဆန့်ကျင်တဲ့ကိစ္စနှစ်ခုမို့လားတကောပြာရီဟာရေနဲ့မီးတကောပြာရီကပြတယ်ဆိုတာ အချင်းချင်းပြောရလို့ရှိရင်တော့လက်ရဘက်မျက်လုံးကရေတွေပန်းထွက်နေတဲ့အချိန်မှာလက်ဘွယ်ဘက်မျက်လုံးကမီးတွေပန်းထွက်နေတယ်မှန်ပါပါဗျာအောဘွယ်လောက်ပြရတာနော်မှန်ပါပါရေဖြစ်ဖို့ရာအတွက်အဘောကတိုင်းဝင်စားရမယ်ဒါကမိုးမင့်တစ်ခုအဘောကတိုင်းဝင်စားပြီးအဋိဌာန်လိုက်တဲ့အခါမှာရေတွေပန်းထွက်နိုင်တယ်မှန်ပါပါတေဇောကတိုင်းဝင်စားပြီးတော့မှ ဆင်ញင်တဲ့ခါကျတော့မီးတွေပန်ထွက်တယ်။တပြိုင်နဲ့လှုပ်လို့မရဘူး။သို့သောအလွန်လင်းမြန်သည့်အတွက်ကြောင့်တပြိုင်နဲ့လို့ကြည့်တဲ့ပုံကိုယ်တွေကထင်ရတယ်ပေါ့။ဒါမီးဆက်ဝိုင်းကလေးရဲ့ဥပမာအတိုင်းပဲပေါ့။မီးဆက်ဝိုင်းလှဲ့ပြီးတော့ညှမ်းလိုက်တဲ့အခါညံ့ညံ့ညမ်းလို့ရှိရင်ဒါမီးဝိုင်းလေးဖြစ်နေတယ်လို့ပဲ။ဟုတ်ကဲ့လား။ သို့တော်လည်းပဲအထက်မှာရောက်နေတဲ့အချိန်အောက်မရှိဘူးအောက်မှာရောက်နေတဲ့အချိန်အထက်မှာမရှိဘူးသို့တော်လှမြန်လုံးအာကြည့်သည့်ဒီကြောင့်မိဆက်ဝိုင်းလေးလို့မြင်ရထို့တူပဲမြတ်စွာဘုရားရဲ့ဒီစွန့်ရည်တတ္တိတွေဟာအလွန်ထက်မြက်တယ်ဝင်စားတဲ့စိတ်တွေကအလွန်လှမြန်တယ်ဒါကြောင့်မို့လောရတယ်ဆိုတာမလွယ်ဘူးအဘောကတိုင်းဝင်စားပြီးတော့သုဒ္ဓဇံဝင်စားရတယ်သုဒ္ဓဇံဝင်စားပြီးတော့ ဒီငါရဲ့မျက်လုံးကရေတွေပန်းထွက်ပါစေဆိုတာအဋ္ဌံပြီးတော့အပင်ရှင်နဲ့လုံးလိုက်မှရေပန်းထွက်လာပြီးတဲ့အခါကျတော့အဲ့ဒီအချိန်မှာပဲအဘောကတိုင်းကထရပြီးတော့ဒေဇောကတိုင်းဝင်စားရပြန်တယ်ဒေဇောကတိုင်းဝင်စားပြီးသုဒ္ဓသာကထပြီးငါရဲ့လက်ဝဲမျက်လုံးကမိကြီးပန်းထွက်ပါစေလို့အဋ္ဌံလိုက်တဲ့အခါကျတော့မှမိကပန်းထွက်တယ်မိုးမင့်မတူအချိန်ကာလပိုင်းချင်းခြားနာတယ်သို့သော ိတ်လင်းမြန်သည့်အတွက်ကြောင့်တပြိုင်တည်းလူချီးတဲ့ပုဂ္ဂိုလ်တွေထင်ရတယ်အဲ့ဒါအလွန်အလွန်ထူးပြီးတော့အချိန်မချာနာတဲ့ကဲ့သို့တစ်ဆက်တည်းမြင်ရတာကိုထူးမချာနာပေါ့နော်အဲ့ဒီအိဗယ်မျိုးပါအဲ့လိုမဟုတ်ရင်ထူးမချာနာဘူးဆိုမရရရိုးရိုးကြီးပါလို့ဒီလိုပြောတဲ့အိဗယ်ပေါ့နော်မရိုးဘူးအလွန်ထူးဆန်းတယ်နော်အလွန်ထူးဆန်းတယ် အချိန်ကာလကွဲပြားကိုမမြင်ရဘူးအမတန်ထူးဆန်းလို့မြတ်စွာဘုရားရဲ့ဒီမျက်လက်ရမျက်လုံးကနေပြီးတော့ရေပန်းထွက်နေတယ်လက်ဝဲမျက်လုံးကမီးတွေပန်းထွက်နေတယ်ကြီးတဲ့ပုဂ္ဂိုလ်ကမျက်တောင်လေးတစ်ချက်ခတ်လိုက်တာနဲ့တခါညာလည်းပဲနဲ့ပြောင်းသွားပြန်တယ်ရေမီးကဟုတ် လက်ရပဲနှာခေါင်းတွင်းကနေပြီးတော့ရေတွေပန်းထွက်နေတယ်လက်ဝဲဘက်ကမီးတွေပန်းထွက်နေတယ် မျက်တောင်လေးခါလိုက်တာနဲ့ဘယ်ညာပြောင်းသွားပြန်ရောရေနေမိရဟောတတလောက်ထူးဆန်းတဲ့တကူပြာဒီဟာတွေကိုပြတာရမိုက်ပြာဒီဟာဆိုတော့အဲ့ဒါကိုပြောတာနော်ရေမိအစုံတကူပြာဒီဟာကိုပြတယ်လို့ဆိုတာအဲ့ဒါကိုဆွလို့တယ်ခန္ဓာကိုယ်မှာမျက်လုံးတော်ကလက်ရဘက်ကရေထွက်ရင်လက်ဝဲဘက်ကမီးထွက်တယ်နားတော်မှာလက်ရဘက်ကရေထွက်လို့ရှိရင်လက်ဝဲဘက်ကမီးထွက်တယ် အဲ့လိုရေနဲ့မီးနဲ့ရေနဲ့မီးနဲ့အဆုံအဆုံအဆုံဆုံဒီလိုအမတန်ထူးဆန်းအောဝဲကောင်းတဲ့တကူပြာလေးဟာဒီကိုဝါဇူလာပြည့်နေ့မှာပြပြီးတော့မြတ်စွာဘုရားအဘိဓမ္မာတရားဟောဖို့တာဝရိနာကြွသွားတယ်မှန်ပါပါခင်ဗျာတာဝရိနာရောက်တဲ့အခါကျတော့တပေါင်းသောစကြဝဠာကနတ်ပြမာလေးအာရုံစုံရောက်ရှိလာတယ်သူကြမင်းကြီးထိုင်တဲ့ပင်လကတိပင်အောက်မှာခင်းထားတဲ့ပန္ဓုကပလာကြောက်နေရာ ကြောက်ဆိုတော့ဗမာဒီအလုံးလူတွေမြင်မှုတာကြောက်ဆိုတာအမှားပဲရှိတယ်ပြောမရှိဘူးเนาะအဲ့ဒီကြောက်နေရကြီးကတော့ကြောက်တော့ကြောက်ပဲဒါပေမဲ့ကြောက်ပြော့ကြီးအဲ့ဒီပေါ်ထိုင်လိုက်လို့ရှိရင်ဣတ်သွားတာသူဆန်းဆန်းကြောက်ပြော့ဘယ်မှာရှိတယ်လဲဆိုတော့အဲ့ဒီမှာရှိတယ်လို့ပြောပါမယ်เนาะဆန်းပါပါဘုရားဆိုဖာကြီးလိုပဲထိုင်လိုက်လို့ရှိရင်ဗကြမင်းကြီးများအဲ့ဒီပေါ်တက်ထိုင်လိုက်လို့ရှိရင်ချက်လောက်ထိအောင်မြုပ်သွားတဲ့ ဣပြီးတော့အဲ့ဒါလို့မြတ်စွာဘုရားကအဲ့ဒီပဏိကပလာကြောက်ဖြာပေါ်မှာသရင်သုံးထိုင်နေပြီးနတ်တိပြမာတွေရောက်လာကြပြီတဲ့အခါမှာဖျားဖြစ်ပြီး42နှစ်ရက်နေ့ကနေပြီးရတ္တရတပတ်ဆင်ញင်ထားတဲ့အဘိဓမ္မာတရားတွေကို ခေါင်းစည်းတစ်ခုတည်းအောက်မှာအဘိဓမ္မာ9ကျမ်းကို တာပရိသန်လက်ပြီမှာဟောလိုက်တယ်တဲ့နတ်တွေကိုဟောလိုက်ကုသလဓမ္မအကုသလဓမ္မအပြာကဒဓမ္မဆိုပြီးတော့သုံးစုမာတိကပေးတယ်ဟေတုဓမ္မနဟေတုဓမ္မအစသဖြင့်နှစ်စုမာတိကလေးတွေခေါင်းစဉ်လေးတွေပေးပြီးတော့မြတ်စွာဘုရားဟောသွားလိုက်တာတဝရွန်းလုံးဒီအဘိဓမ္မာတရားကြီးပဲဟောတယ်ကဲရလို့အဘိဓမ္မာတရားတဝရိန္ဒနတ်ပြည် အဲ့ဒီတရားနာပရိသတ်ထဲမှာအလွန်ထူးခြားတဲ့ပုဂ္ဂိုလ်တူပါလာတယ်ဘယ်သူတုံးဆိုလို့ရှိရင်ဒုတိယနတ်ပြည်ကနတ်မင်းအဖြစ်ဖြစ်ဖြစ်နေတဲ့လူဘဝတုန်းကဘုရားလောင်းရဲ့မဲတော်တန်ဒုတိယနတ်သားဘဝနဲ့ဘုရားတရားပွဲမှာလာရောက်ပြီးလက်ရဘက်ကထိုင်နာနေနော်အဲ့ဒီမဲတော်ကြီးကိုဥတီပြီးတော့မြတ်စွာဘုရားအဘိဓမ္မာတရားကိုဟောတာ မယ်တော်ကျေးဇူးဆက်တယ်လို့ပြောကြတယ်ပေါ့ကျေးဇူးဆက်တယ်လို့ပြောတဲ့ထဲမှာဘာတွေအပူထက်ပြောတော့ဆိုလို့ရှိရင်အမိကျေးဇူးကမကုန်နိုင်ဘူးတဲ့အဲ့ဒါဖះအဘိဓမ္မာတရားဟောတာတောင်မှနှုတ်တလုံးမိုးပဲခြေသေးတယ်လို့ဘာလို့နော်တလုံးကဘလောက်တန်လို့တလုံးဘိုးတို့နှလုံးဘိုးတို့ပြောလို့ရမှာတော့နော် အဲတလုံးမိုးပဲခြေသေးတယ်နောက်တလုံးမိုးကျန်းနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပြောကြတယ်ဒါတွေကစားရဲမပါတဲ့စကားတွေပါနော်စားရဲမပါဘူးပဲတချို့ကယုတ်တိရှိတယ်အခုကယုတ်တိမရှိဘူးဘာလို့လဲဆိုတံပိုးဖြတ်ထားမှသာအင်းပြောလို့ရတော့မပေါ့နော်အဲတလုံးမိုးပဲခြေသေးတယ်အပြီးတော့တရားဟောရင်တလုံးဝင်ခြေသေးတယ်ဆိုတော့နောက်တလုံးခြေဖို့ရအတွက်ထပ်ပြီးတော့ဟောအောင်မဲ့ပုံစံမျိုးဖြစ် မေတော်ကြီးကိုသွားပြီးတော့ဥတီပြီးတပေါင်းသောဆက်ကြဝဠာကရောက်ရှိလာတဲ့နတ်မြမအပေါင်းရဲ့အလယ်မှာရှင်တော်မြတ်ဖရာဒီပြီးတော့မှမြတ်ဒေသနာကိုတာဝရိန္ဒနတ်ပြည်မှာဟောကြားခဲ့တာလူပြည်ကအကြီးအတွေ့အပြင်ပြောမယ်ဆိုလို့ရှိရင်3လတိတိရေပေါင်း90ကြာတယ်လို့ပြောအောင်ရေပေါင်း90ကြာမှဟောဒီအပြီးတော့မှတရားဟာပြီးဆုံးပြီးတော့သွား နတ်တို့ရဲ့အရေးအတွက်နဲ့ပြောမယ်ဆိုလို့ရှိရင်မိနစ်ပိုင်းလောက်ပဲရှိပါ။ဘာဖြစ်လို့တော့ဆိုတော့လူပြေကအနှစ်တရာသည်တာဝရိန္ဒနတ်ပြေမှာတရက်ပဲရှိပါသေးတယ်။နေတာကြတာဟိုကပို့ပြီးတော့ရှည်တယ်။လူပြေကတူတယ်။လူပြေအနှစ်တရာမှာတာဝရိန္ဒနတ်ပြေတရက်ဆိုတော့ဒါမိနစ်ပိုင်းလောက်ပဲကြာတယ်ပေါ့၃လဆိုတာဘာမှမရှိဘူးပေါ့။တရားပွဲကဘာမှမကြလိုက်ဘူးပေါ့ခဏလေးပြီးတော့ အဲ့ဒီအချိန်မှာမြတ်စွာဘုရားကတာဝရိသနတ်ပြည်ကြွသွားတဲ့အခါကျတော့ဘုရားကလူသားဆိုတော့ခတ်သေးသေးနေမှာပေါ့အဲခုခေတ်ပြောရင်တော့18တောင်ပေါ့ပြောမှဆိုလို့ရှိရင်18တောင်ဆိုတာလဲလူအတောင်နဲ့ဘယ်တော့မှသိပ်မရှိဘူးပေါ့နော်မှန်ပါပါ18တောင်လို့ဆိုတာတောင်မှတချို့က18မိုင်လို့ပြောတယ်ပေါ့သိပ်အကြီးကြီးမဟုတ်ဘူး ဖရာ78တောင်ဆိုရင်ထိုခေတ်ကလူတွေလည်းအလုံး78တောင်တညီတည်းဖြစ်ကြမှာပေါ့ရော့ရင်နည်းနည်းပဲပေါ့မှန်ပါပါအနုဘဖရာတဆူတဲ့တဲ့78တောင်ဖြစ်ပြီးတော့ဂျန်တဲ့လူတွေကပုပုလေးတွေဆိုဘယ်လိုလုပ်ပြီးတော့ဆွန်လောင်းတာတို့ဖရာသွားဖူးဖို့တို့ဖြစ်နိုင်မှာမလို့နော်မဖြစ်နိုင်သူခေတ်သူလူတွေရဲ့အရမောင်းဒီလိုပဲတညီတည်းဖြစ်ရမှာပေါ့မှန်ပါပါအဲ့တော့ နတ်ပြည်ရောက်သွားတဲ့အခါကျတော့နတ်တွေကအကြီးကြီးတွေသူတို့ခန္ဓာကိုယ်ကအကြီးကြီးတွေအဲ့တော့မြတ်စွာဘုရားကဗဂတိကုံနဲ့သတင်းသုံးမယ်ဆိုရင်နတ်တွေကလည်းသူတို့လူသားတွေရဲ့ပုံစံပဲဖြန့်စင်းပြီးတော့ထိုင်နေရမှာပဲနတ်ကဖြန့်စင်းလို့ရတာပဲလူပြည်လာတဲ့အခါတော့မှပဲသူကအဖျားလေးချလောက်တဲ့အရာဓာတ်တော့မှပဲနတ်က10ရောက်အရောက်20ဒီလိုစုထိုင်နေကြတာလေနေရာမရဘူးဆိုရင်အဲ့လိုထိုင်ရတာသူတို့ အဖျားကလေးထောင်းလောက်တဲ့နေရာလေးဆိုသေးသေးလေးအဲ့ဒါလောက်သေးသေးလေးတွေကိုနတ်တွေ10ရောက်15ရောက်စုထိုင်နိုင်အောင်သူတို့ဖန်တီးလို့ရသို့သောစာရဲအတိုင်းပြောမယ်ဆိုလို့ရှိရင်ရသော်ဘုရားကအဲ့ဒီပန္နုကပလာမြားကျောက်ဖြာပေါ်မှာပါလာတဲ့နှစ်ထပ်သင်္ကန်းကြီးကိုလွှမ်းလိုက်တဲ့အခါနှစ်ထပ်သင်္ကန်းကြီးကပန္နုကပလာကျောက်ဖြာကြီးတစ်ခုလုံးဖုံးသွားတယ်တဲ့ ိုတော်မြတ်ကလည်းထိုင်လိုက်တာအဲ့ဒီတင်မလင်ကိုကြီးတစ်ခုလုံးကအဲ့ဒီကြောက်ဖြာကြီးတစ်ခုလုံးပြည့်သွားတယ်ဆိုတော့ရုပ်ပွားတော်အကြီးကြီးဖြစ်သွားတယ်လို့ပြောရမှာပဲเนาะမှန်ပါပါနတ်တေတဲ့မငယ်တဲ့ရုပ်ပွားတော်ကြီးဖရာရုပ်ကုံတော်ကြီးကပြောင်းသွားတယ်ပေါ့ခန္ဓာကိုယ်တော်ကြီးကနေပြီးတော့နတ်တေရဲ့အတိုင်းအတာလို့ရုပ်ပွားတော်ကြီးအကြီးကြီးဖြစ်သွားတယ်လို့ဒီလိုပြောရအောင် အဲ့ဒီမှာမြတ်စွာဘုရားကတရားဟောတဲ့အခါမှာနေ့စဉ်နေ့စဉ်ဆွမ်းဖုံးပေးတဲ့အချိန်ဆွမ်းဖုံးပေးတဲ့အချိန်ကိုလူပြေကိုကြွလာလေးရှိတယ်သို့တော့ကြွလာတော့လဲတာဝတိတို့ရာဇဂျိုတို့ဆိုတဲ့အပိုင်းကိုမကြွဘဲနဲ့မြတ်စွာဘုရားကိုဘယ်သူမှမသိတဲ့မြောက်ကျွန်းဘက်ကိုကြွတယ်ဗျာမြောက်ကျွန်းကြွပြီးတော့ဆုံးခံတယ် ဆွမ်းခပြီးတဲ့အခါကျတော့ဟိမန္တတောင်သားကဒီစန္ဒကူတော်မှာစန္ဒကူပင်အောက်နေစာဖုံးမိတယ်အဲ့ဒါလို့မြတ်စွာဘုရားအနောဒအိုင်နီနာမှာဆွမ်းဖုံးမိတဲ့အခါဘုသူကသွားဝေကျုံးနေပြုလို့ဆိုရှင်သာရိပုတ္တရာတပါးတည်းပဲအဲ့ဒီကြွသွားပြီးတော့ဖះဆွမ်းဖုံးမိတဲ့အခါမှာဝေကျုံးနေသွားပြုတယ်တဲ့ အထက်ကရာထဲမှာတော့ဘလို့ရေးထားတော့လို့ဆိုတော့လူရဲ့ခန္ဓာကိုယ်ရဲ့သဘာဝအတိုင်းစားချိန်ကျစားရမယ်နားချိန်ကျနားရမယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားလည်းရုပ်သဘာဝအတိုင်းပေါ့ဖုံးမေးဖို့ချိန်ကျတဲ့အခါလူပြည့်ကျွဖုံးမေးတယ်အနားယူရမယ့်အချိန်နားယူတယ်ပြီးတော့မှပြန်ပြီးတော့တရားဟောတယ်သို့သောဖះဆုံးကံကြွတဲ့အခါမှာ နေမိတရုပ်ဖန်ဆင်းပြီးတော့ထားခဲ့တယ်တဲ့အဲ့ဒီနေမိတရုပ်ကနေဆက်ပြီးတော့ဟောနေရစ်တယ်လို့ပြောတာမှန်ပါဘူးဘုရားကနေမိတရုပ်ဖန်ဆင်းထားခဲ့တာအဲ့ဒီဖန်ဆင်းထားတဲ့နေမိတရုပ်ကနေဆက်ပြီးတော့ဘုရားကဘယ်ကနေဘယ်အထိဟောမယ်ဆိုတာကိုသတ်မှတ်ပေးထားတဲ့အတိုင်းနေမိတရုပ်ကဆက်ပြီးတော့ဟောသွားတယ်ခုခေတ်လို့ဆိုရင်ကက်ဆက်ဖွင့်ထားခဲ့တာပေါ့နော်ဖះဆက်ပြီးတော့အဲ့ဒီနေမိတရုပ်ကတရားဟောတကယ်ဖះစစ်ကလူပြေကြွားလာပြီးတော့ ယောက်ျားမှဆုံးခံပြီးတော့ဖုံးမိတယ်တာအထက်ကရာမှာဒီလိုဆိုဘုန်းကြီးတခုတွေးမိတာကတော့မြတ်စွာဘုရားဘာဖြစ်လို့လူကြီးကြွတာတုံးဆိုတော့ရှင်သာရိပုတ္တရာနဲ့နေတိုင်းတွေးပြီးတော့နတ်ပြည်မှာဟောခဲ့တဲ့တရားကိုရှင်သာရိပုတ္တရာကိုအချင်းချုပ်ပြန်ပြန်ပြီးတော့ဟောခဲ့တာနေတိုင်းအဲ့ဒါအဓိကဖြစ်တော့ လူပြေကိုလူပြေနဲ့တန်ယုံမြတ်စွာဘုရားကအချင်းရှင်သာရိပုတ္တရာကိုဟောခဲ့တယ်။ရှင်သာရိပုတ္တရာကအဲ့ဒါကိုမှတဆင့်သင်ပေးတာ။ကသမဗျာမြတ်စွာဘုရားရဲ့လက်ထက်တုန်းကလင်းတို့အကောင်900ဖြစ်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေကကံကောင်းလို့ဂေါရမဗျာမြတ်စွာဘုရားလက်ထက်ကကြတော့အမျိုးကောင်းသားယဟန်900လာဖြစ်နေတယ်။ဘုရားတော်ကလင်းတို့ ကတ္တဝဗျာမြတ်စွာဘုရားရဲ့လက်ထက်တုန်းကသူတို့ကလင်းတို့တွေဖြစ်ခဲ့တယ်တဲ့လင်းတို့ကနေလူဝါရောက်လာတယ်ပေါ့အဲ့ဒီလင်းတို့သား900ဘဝတုန်းကအဘိဓမ္မာတရားကိုတရေစေတဲ့ယဟန်နေတိုင်းကူထဲမှာတရေစေနေတဲ့အခါလင်းတို့တွေကတွဲလဲဆွေးရင်းကနေပြီးတော့အဘိဓမ္မာအတန်ကိုသူတို့ကနားထဲမှာကြက်မိနေကြတယ်တိတော့တိတာတော့မဟုတ်ဘူးပေါ့နော်မှန်ပါပါ အဲ့ဒါအကြောင်းပြုပြီးထမရဲ့ဗမာပြည်မှာပဋ္ဌာန်းပွဲတွေရွတ်လိုက်ကြတာမပြောနဲ့တော့နော်အဲ့တော့လင်းတို့လိုဟုတ်လားဒါပဋ္ဌာန်းရွတ်နေတာပဲလို့စိတ်ကဖြင့်အဲကုသိုလ်ရမှာပဲဒီအတန်ကြီးကဆူလိုက်တာအဲ့လိုကိုမရဘူးဆိုရင်တော့အဲ့ဒါကုသိုလ်ရမှာမဟုတ်ဘူးနော်အဲ့ဒီလိုမြတ်စွာဘုရားက၄င်း၄င်း သုံးလတိတိရေပေါင်း90ဟောတာနေ့စဉ်နေ့စဉ်လူပြေကိုကြွပြီးရှင်သာရိပုတ္တရာကိုလူပြေမှလည်းဟောခဲ့တယ်အချင်းချုပ်ပြီးတော့ရှင်သာရိပုတ္တရာဆိုတာကအမတန်မှဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ရသော်ဘုရားကအရေးအမြတ်အချင်းချုပ်ကိုဟောထားလိုက်တာနဲ့ရှင်သာရိပုတ္တရာကအကုန်လုံးရသွားတယ်အဲ့တော့ရှင်သာရိပုတ္တရာကိုနေ့စဉ်နေ့စဉ် အဘိဓမ္မာတရားကိုသင်ပေးဖို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဒီလူပြေကိုကြွလာတယ်လို့ဒီလိုလဲယူဆလို့ရနိုင်ပါတယ်เนาะအဲ့တော့ရှင်သာရိပုတ္တရာမထေရ်မြတ်ကသူဘုရားစီကသင်လိုက်တဲ့အဘိဓမ္မာတရားကိုအခုဒီကနေ့လူပြေမှာရောက်နေတဲ့အဘိဓမ္မာတရားဒီတာဝရိန္ဒနတ်ပြေမှာဟောတဲ့အဘိဓမ္မာတရားမဟုတ်ဘူးရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားနေ့စဉ်သင်တင်ပြီးတော့အချင်းချင်းဟောခဲ့တဲ့တရားကိုရှင်သာရိပုတ္တရာက သူညာနဲ့ဘုရားဟောတဲ့အတိုင်းအချင်းချုပ်ပြီးတော့ယဟန်နေကိုသင်ပေးတဲ့အပြီးတော့မှတရားလို့ဒီလိုနားလည်ရပါတကယ်တော့ဘယ်လိုမှတ်တမ်းတင်ထားတော့ဆိုတော့တာဝရင်သာလက်ပြေမှာမြတ်စွာဘုရားကအဘိဓမ္မာခုနှစ်ကျမ်းဟောလို့ဏိဂုံးချုပ်တဲ့နေ့မှာပဲ လူပြေကယဟန်900လည်းပဲအဘိဓမ္မာ9ကျမ်းဆောင်ပုဂ္ဂိုလ်တွေဖြစ်သွားတယ်တဲ့ဟောတပြိုင်နက်ပြီးတယ်လူပြေကရှင်သာရိပုတ္တရာရဲ့အဘိဓမ္မာသင်တန်းနတ်ပြေကမြတ်စွာဘုရားရဲ့အဘိဓမ္မာဒေသနာဟာတပြိုင်နက်ပြီးဆုံးသွားတယ်လို့ဒီလိုဆိုပါတယ်မှန်ပါပါဒါကြောင့်မို့လို့ဒီကနေ့ခေတ်လူပြေရောက်နေတဲ့အဘိဓမ္မာမြတ်ဒေသနာဒီရှင်သာရိပုတ္တရာကစတာပါလို့ ဒီအဘိဓမ္မာသင်ယောဟာရှင်သာရိပုတ္တရာကစီစဉ်ပြီးတော့ပို့ချထားတဲ့သင်ယောဖြစ်တယ်။အဘိဓမ္မေဝါစနာမေဂောနာမသာရိပုတ္တထေရပါဘော။အဘိဓမ္မာရဲ့သင်ယောဟာရှင်သာရိပုတ္တရာမထေရကစလာတာပါလို့ဒီလိုမှတ်တမ်းတင်ထားတယ်။ဒါမို့ရှင်သာရိပုတ္တရာမထေရမြတ်စီစဉ်ပို့ချတဲ့အဘိဓမ္မာဒေသနာဟာဒီကနေ့ ထေရဝါဒမြန်မာနိုင်ငံမှာအပြီးတော့ခုနှစ်ကျမ်းလို့ဆိုပြီးတော့သတ်မှတ်ပြီးတော့စာအုပ်ဖြစ်ရိုက်နှက်ထားတာနော်တမန်တော်ကြီးကတအုပ်ရှိတယ်ဝိပင်ကျမ်းကတအုပ်ရှိတယ်စာမျက်နှာ400ပါဝန်းကျင်ရှိတယ်နောက်ဓာတုကထာနဲ့ပုဂ္ဂလပညာနှစ်အုပ်တွဲစာမျက်နှာ300ပါဝန်းကျင်ရှိတယ်ဒါကထာဝတ္ထုကျမ်းစာမျက်နှာ900ပါဝန်းကျင်ရှိတယ် နောက်ပြီးတဲ့အခါယမိုက်ချမ်းကြတော့၃တွဲပထမတွဲဒုတိယတွဲတတိယတွဲအပိပထမ်းချမ်းကြတော့၅တွဲတာတောင်ခြုံပြီးတော့ရိုက်ထားတာပထမမှာအဲ့တော့ပြီးတော့မှချမ်းနေဒီကနေ့တန်ခါရနာ၆တန်တင်ထားသည့်အတိုင်းမှတ်တမ်းတင်ထားတဲ့အပြီးတော့မှပဲရွတ်မဲ့ဖတ်မဲ့ဆိုရင်ပထမ်းတောင်မှအနည်းဆုံး၄ရက်လောက်အတန်မဆက်ရွတ်မှပထမ်းကုန်တယ် လေးရက်လောက်အတန်တစဲရွရတယ်ပြီးဒီမှာဒီပဋ္ဌာန်းကျမ်းနေမဲ့လေးရက်လောက်ရွမှကုန်တယ်ဒီလောက်စာမျက်နှာကျမ်းနေဓုတေကြီးလာတဲ့ဒီနတ်ပြည်မှာဟောတဲ့တရားဆိုရင်ဒီတဲ့ပို့ပြီးတော့ကျေဝန်းစရာရှိတယ်သူပြည်မှာဟောတာကမကျင်းမကျဲဒီကနေ့တန်ခါနာတင်ထားတာကမကျင်းမကျဲရှင်သာရိပုတ္တရာတင်ရိုးတိုင်တန်ခါနာတင်ထားတဲ့ပြီးတော့မှကျမ်းလို့ ဒါအဘိဓမ္မာမြတ်ထေတနာလို့ဒီလိုခေါ်ပါတယ်အဲ့ဒီ